။ဒီကြောင့်မင်းရင်ခင်ပြရတာမဟုတ်ပါဘူးဗျာ။ဒီကြောင့်မင်းရင်ခင်ပြရတာမဟုတ်ပါဘူး။ဆိုကြပါတော့ဗလီကိစ္စတွေမှာဆိုလို့ရှိရင်ပြောရတဲ့အရာလေးဘယ်လိုပြောရလဲ။ဒါမျိုးတွေ။ဟောဟိုကလိုက်ပြလိုက်တော့ဒါမျိုးတွေပေါ့။ဟိုကနိုင်ငံကိုကူးဆောင်မဲ့လူတယောက်လေ။ဟိုကလွတ်တော်အမှန်လောင်းတယ်လွတ်တော်အမှန်လည်းဖြစ်ခဲ့ပြီလေ။ဖြစ်ခဲ့ပြီဖြစ်တယ်လို့ညကိုကပြောရင်တော့ငါတို့ကပြောရင်တော့စင်ကြဲရမှာပဲ။တကယ်နဲ့တမန်လူတွေနဲ့ကိုယ်နဲ့ဆက်ပြီးမှတန်းကြည့်လို့မရအောင်တမန်တွေပြောလို့ဘာမှလာပြောလို့မရအောင်။ဒါမျိုးလေးလည်းရှိတယ်ဗျ။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘူလာဆွေအနေနဲ့မက်ဆီရင်ကိစ္စအွန်လိုင်းပေါ်တက်အာမချောင်းဘူးပောက်ကူတော့အထူးတတိပေးလိုက်ပြီးမူအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါအောင်ခင်ဗျာညကျော်တို့အုပ်စုတွေတော်တော်များများပေါ့ဗျာတော်တော်များများတို့တွေကတကယ်ကဘုရားကျေးဇူးခစ်တေတို့ BBC တို့ကပဲကြည်လာဗျာခစ်တေတို့ခစ်တေတို့ BBC တို့ဆိုလဲတကယ်ဟုတ်နော်အခါတရမှာ90ခုကတကယ်ကလွှဲချော်နေတူကြိုက်မယ်လွှဲချော်နေတူကြိုက်မယ်တိုင်းမျိုးလဲကောင်းကျိုးပေးတဲ့ဒေသနာတွေပေါ့ဒေသနာတွေပေါ့ နော်အဲ့တော့ဒရင်ကလာနေမဟုတ်လားတချို့ပြည်တွင်းနဲ့ဒေါက်တာဒေါက်တာတွေဆိုလည်းလူလုံးနဲ့ဆက်သွယ်ပြီးနော်တရားမဝင်ဖွဲ့နဲ့ဆက်သွယ်တာရှိတယ်ဒါလည်းဦးစင်းရဲ့ Telegram မှာလည်းတင်ထားပါတယ်နော်အဲ့တော့ဒါလည်းဌာနဆိုင်ရာနောက်ဘက်ကတာဝန်ရှိပုဂ္ဂိုလ်များအားလုံးနဲ့လည်းဒါကြီးဟာယူလဲဇွန်နာတို့စစ်စစ်ဖို့လိုနေကြတော့စစ်စစ်ဖို့လိုတယ်လူလက်ကြီးကိုဖမ်းသွားပြီးဆိုပြီးမှဆရာတို့ဒီကြောင်ကြားကြတယ်ဒါတော့ခေါ်တဲ့ဆိုလည်းဘူးလက်ကရွေးကောက်ပွဲမှာလည်းဒါအရွေးခံမဲ့အမတ်လောက်တက်ဘူးလေဗျာ လိုရတဲ့ရှိရတော့ဘာဒီမှလိုရတယ်လေဘလိုဟာဒီမှလိုရလဲလိုရတဲ့သူဘလိုကမြင်လိုက်တယ်လို့မသိပါဘူးကြာဦးလိုက်ကြီးခဏဝါတယ်ဆိုတော့ဟုတ်လားသူကကိုအိန္ဒိယနေဖြစ်ကြလာတော့ဘာသာကြလာတော့ပါတော့အဲ့ဒါကြီးကိုဦးလိုက်ကြီးပုံပြေးလို့ဖားသွားပြီဆိုပြီးမှလိုကြလာပါဗျာမနာရနဲ့ဖားကြလာပါဘူးလက်ကြီးကဘူးလက်ကလည်းခဲ့အဲ့လိုကလည်းပြောပေါ်နေရတဲ့လူကြီးပါနော်။ဂိုင်းရိုက်ဂိုင်းဘူးလက်ဆိုရလည်းပြောနေရတဲ့လူကြီး။ဘယ်လိုလဲ ူတော်တဲ့ဆက်ပါလဲဆိုတော့ပြောလို့ရတယ်။တခါတလေကြောက်တယ်လေ။ဒါလည်းပုစုစေလူတော်ဟုတ်တယ်။အမားနဲ့တော့ဘယ်ကင်းရမလဲ။ပေါကူတော်လည်းအမားလည်းရှိရတယ်။မားနဲ့မကင်းဘူး။မားနဲ့မကင်းဘူး။ဘုရားကြီးကအားလုံးလည်းပြောပြီးအပေါ်ချိုက်တယ်ဗျာ။တို့တို့တခါကြောက်ရတယ်ဒီလိုပဲပေါ့ကွာခဏခဏတော့ပနာနာပြောလို့ရတယ်။အဲ့ငါပြောလို့ရတယ်ဒီပြက်တော့ကြည့်။ရောက်သေးတယ်မင်းတို့ပြောလို့စားမလား။ခဏခဏပြောလို့ပြောသွားပါဦးကွာ။ဟိုကနေအကုန်လုံးနော်။ဦးလိုက်ကြည့်ပြောပါလား။ဒီနေ့တို့သွားပြီကအဲ့လိုတို့တို့ တို့တွေကကျွတ်တို့တွေကလူတွေဆွဲလို့ခေါ်ခေါ်ယူမင်းမြတ်ပြီဆိုရင်လည်းပဲဟမ်ပါပြီစီးပါပြီညဟုတ်လားသူဦးငါဦးတရင်ကိုမဆောင်ကြဘူးသူထိုင်ငါဦးဘာလဲသူဦးအောင်ဆိုပြီးအတဲအတန်တင်ကြလဲတာဝိုင်းတင်ကြတာဟုတ်ဝိုင်းပြီတင်ရတာကလဲတာခင်တီတို့ကတရင်တွေယူပြီးမှအကြည့်ပြီးမှဖိုက်ပြီးကြောက်ကြတာအားရပါရည်နောက်တော့သူတရင်နေမမမအရောခဏတော့ပြည်သူများအလုံးပဲလောက်ကြပေါ့ဗျာသူတို့ကတော့ကုလတ်ဆိုရလဲကကြောက်ကြတဲ့လူတွေအောက်ထဲမှာပါလိုက်လေဗျာလူဦးစိတ်ဝင်စားမှုရှိတာပေါ့နော်ကုလတ်တို့ဆိုရလဲ Hello，社会上发来比多东西，有搞过没？有搞过们，奶奶爸爸你喂，支持吧，支持出来，共产们不老教红家话嘞，老教红家话。有搞过呀？地来嘞，菜地也蛮蛮的，喏。有搞过干来嘞，菜地也蛮蛮的，对不对？在说娃娃呗。来人来了，好了。你要是不开心，我来买点嘛。那天去那个玩的，把那瓶啤酒，第一给的，呗，来，拿把瓶子拿来。不是人家做表面的，不是人家做表面的，白天我们没洗嘛，嗯。 အဲ့လိုတိုက်ခိုက်မှုတွေရှိမယ်အဲ့လိုဝေဖန်မှုတွေရှိမှာပေါင်းရမှာလေဗျအဲ့လိုမျိုးတိုက်ခိုက်မှုဝေဖန်မှုဆိုလို့ဟုတ်လားလူတယောက်ကတဲ့အဖေဆိုအဝေဖန်မှာမခံရလေးရင်တဲ့အဲ့လူကတဲ့အောင်မြင်တယ်လို့ပြောလို့မရသေးဘူးတဲ့အောင်မြင်တယ်လို့ပြောလို့မရသေးဘူးတဲ့နော်ဟုတ်ကဲ့တော့ဆက်ဆိုတာမခံရမှာဒါလေအောင်မြင်တာပေါ့ဗျအောင်မြင်တာပေါ့နော်ဒါလေးလည်းသိဖို့ပါပေါ့ဦးဇင်းတို့တာကြည့်ပြပါလေနော်အဲ့လိုဘူးလက်ကလည်းအောင်မြင်တဲ့ခဲမှာလည်းပါတယ်လို့ပြောလို့ရတယ်ပါတယ်လို့ပြောလို့ရတယ်အဲ့တော့သူလည်းဆက်ဆိုကြမှာပဲလည်းပြောတာဖင်လန်လည်းပြောဝေဖန်ရတာပဲအမျိုးမျိုးသုံးနိုင်ပြောကြထိုင်းကဆိုပြောမလို့အောင်စီတို့အဆူဥဒင်းပြောပြောမလို့ 撸撸在你家那个，那那不要你家。撸你家你爸的，靠你家的，你爸的叫你家的。哎，你妈比他大一百了。还有你家么做海尔了，撸你不么做彪爷了，是吧？垃圾大一百了。你妈比都老蛮好，蛮厉害蛮好，蛮厉害。看多少戏？晓得。呃，我啊，那个那个，微盘没看见没有？他以前的没做多少戏，现在没那个 CP，没那个，我 CP 我哪么好看 c B A 么好还有多少话嘞？新人也招不进，新人也招不进。 ဒါကြီးဘူးလားလို့လဲထုံနေသူသွားပေါ့ဗျာနော်ဒီကြောင့်မင်းရင်ခိုက်တာတော့မဟုတ်ပါဘူးဗျာဒီကြောင့်မင်းရင်ခိုက်တာတော့မဟုတ်ပါဘူးဆိုကြပါတော့ဗလီကိစ္စတွေမှာဆိုလို့ရှိရင်ပြောရတဲ့အရာလေးဘယ်သူပြောရလဲဘာမျိုးတွေဟောဟိုကလိုက်ပြလိုက်တော့ဘာမျိုးတွေပေါ့ဟိုကနိုင်ငံကိုဥဆောင်တဲ့လူတယောက်လေဟိုကလွတ်တော်အမတ်လောင်းတယ်လွတ်တော်အမတ်လည်းဖြစ်ခဲ့ပြီလေဖြစ်ခဲ့ပြီဖြစ်တဲ့လူကြောင့်ကိုကပြောရင်တော့စကားတစ်ခွန်းပြောရင်တော့စင်ကြမ်းပါပဲတန်နဲ့တမန်လူတွေနဲ့ကိုနေရစပြီးမှတန်းကြည့်လို့မရအောင်တန်းမပြောလို့ခရမ်းမလာပြောလို့တော့မရအောင်ဘာမျိုးလေးလည်းရှိတယ်ဗျဟုတ်လား ကိုကနိုင်ငံကိုအကျိုးပြုမယ်အမှန်တော့တရားတိုင်းပြည်ကိုအကျိုးပြုမယ်အမှန်တော့တရားမှန်တော့တရားဟိုပါပေါ့မင်းကဥပမာပြလို့ဆိုရင်ရိုက်ကြိုက်တယ်ဦးဇင်းတို့စကားပြောပါလားရိုက်ကြိုက်တယ်နှစ်ဖက်လွတ်ဥပဒေလွတ်ဒီဘက်ကြိုက်ဒီဘက်ကလည်းကြိုက်တယ်ဟိုဘက်ကလည်းကြိုက်တယ်ဟိုဘက်ကလည်းလွတ်အောင်ပြောပါလားပြောရအောင်ကောင်းကောင်းနဲ့ပေါ့အုံတော့ကောင်းနဲ့ပေါ့ဒါမျိုးလေးအုံတော့ကောင်းနဲ့ပေါ့ဒါကြောင့်ဦးဇင်းတို့ပါတီထဲမှာအချို့ကတော့ပြောတာပဲ 啊，在几月？在几月六点？啊，我啊，六点啊，六点六点呗，六点六点没洗都没有，买两日的嘛。六号那天来洗过汽嘛？六号那天嘛，六点那个来家楼下嘛？伦敦楼下嘛，什么玛楼嘛，万口楼下嘛，六号那天没洗完的，六点这家就外面收六钱，什么品牌？什么品牌？我经常也遇到过嘛，六点的卖爆了，把那个第一个客收六钱完好了。你们五月都收，如果我个啥两个月，那边呢，都卖均价一千哦，还的呢，一千都卖细的。 ။အဲ့ဒါကြာကန်ရီကသူ့တွဲခေါ်ပါတယ်။မလောက်နဲ့မှပါပါတယ်။နောက်တစ်ချိန်မှာအနာဂတ်ဘုဒ္ဓတိကသူ့နဲ့ထဲမှာရှိမှလေ။လူကြီးရဲ့အိုင်ဒီယာတွေလူကြီးတွေရဲ့အတွဲခေါ်တွေလူကြီးတွေတိုက်ပြီးဝင်ထားတဲ့အလုပ်ကိုင်တွေလူတို့ခေါ်လို့ကြည့်ရမှာ။အများကြီးပဲလူငယ်တွေဒီနေ့ရွေးကောက်ပွဲမှာကြာကန်ရီမှာလူငယ်တွေအများကြီးပါတယ်။လူငယ်တွေအများကြီးပါတယ်။လူငယ်တွေတော်ဖို့ပဲရည်ကြီးရလူငယ်တွေလောက်ဆောင်ချက်ကောင်းဖို့ပဲရည်ကြီးရ။လူငယ်တွေဒီညမှာကိုယ့်ရည်ချင်းကိုကိုပြောက်ဝဲရည်ကြီးတာ။ဒါရမအခုရည်လွယ်လို့အခုရည်ကြီးတော့လို့မရအောင်။ထွက်ခါသာတော့ရည်ကတော့အကောင်းနေပဲတပတ်ဆယ်ရတော့စောင့်ရတယ်အရင်ထွက်ဖို့လွယ်။နော်ရည်လွယ်လို့ဥပမာပြောပြတာပါ။ တို့နေတူသွားပဲတန်းခိုင်းရင်မှဒီနေ့လူငယ်တွေကိုအရင်ပြဲခေါ်ပါတယ်နော်အမှန်တော့အစ်တတွေနဲ့ဒီဒီလူတွေချစ်ပြရမယ်လူတွေဒီလူတွေပေါ့ဘယ်လောက်အကျိုးပြုနိုင်လဲဒီလူတွေပေါ့ဘယ်လောက်လှုပ်ဆောင်ချက်ကောင်းလဲလဲဒါအစ်တတွေပဲနော်ဒါအစ်တတွေပဲတို့ကျင်တာတန်းခိုင်းရလူငယ်တွေနဲ့တွေ့တွေ့လောင်းတော့မယ်ဆိုတဲ့ပုံစံတောင်ပြရတယ်အကုန်လုံးကတော့လူငယ်တွေတွေ့တွေ့လောင်းတော့မရဘူးကြာမရဘူးမရဘူးစိတ်မပြေဘူးတော့လူငယ်တွေကစာကြပုတ်ကိုဖြစ်အောင်လဲလူကြီးတွေကပြောလိုက်တဲ့စကားတွေမှာပေါ့ဗျာဒီတိုင်းမို့လို့လေကိုပြောတဲ့စကားတွေကအမှန်ကန်မို့လို့လေဒါလေးတွေလည်းလူကြီးတွေအနေနဲ့လိုအပ်တာပေါ့ဗျာနော် ဘာကြောင့်လဲဥစဉ်တော့ဘူးလက်သွေးယူတော့ကိုယ်မကွေးတိုင်းတာအဲ့လိုပြောတာမဟုတ်ဘူးကြိုက်တယ်ထဲမှာပါတယ်ဒါနဲ့ကလေးခါလေးတကားကိုလွယ်လွယ်လေးပြတော့ပါတာလေဖူးတာပေါ့ဗျာဒီကတော့ဒီကချက်ကြီးကတော့ရှိကြပါလေအကုန်လုံးကတော့အမှန်နဲ့မကြည့်ကြဘူးအဲ့တော့အမထိုင်းကနေရက်ပြန်ပို့တီမြန်မာလူသားများကိုစစ်တပ်ကအတ္တမစစ်သားစုဆောင်ထိုင်းနိုင်ငံမှာ အကြောင်းမျိုးမျိုးနဲ့ပြစ်ဒဏ်ကြခံရပြီးနောက်အချုပ်ထောင်ကနေပြန်လွတ်လာတဲ့မြန်မာလူသားတွေကိုနေရပြန်ပို့တဲ့အခါစစ်တပ်ကအတမစစ်သားစုဆောင်းနေပါတယ်။ထိုင်းနိုင်ငံရန်နောင်းမျိုးကအချုပ်ထောင်မှာအကြောင်းမျိုးမျိုးနဲ့ပြစ်ဒဏ်ကြခံရတဲ့မြန်မာနိုင်ငံသားအယောက်60ကိုအော်တိုဘာလ9ရက်ကမြန်မာဘက်အချမ်းကော်တောင်းလေးစိတ်ကိုလွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ရန်နောင်းလူဝင်မှုကြီးကြပ်ရေးရုံးကထုတ်ပြန်ပါတယ်။ ဖြစ်တံကြခံခဲ့ရတဲ့မြန်မာအမျိုးသား80တယောက်နဲ့အမျိုးသမီး9ယောက်ကိုမြန်မာနိုင်ငံဘက်အချမ်းပို့ဆောင်ပြီးနောက်စစ်တပ်ကအထမစစ်သားစုဆောင်ခေါ်ဆောင်သွားတယ်လို့ဤဆက်သူတွေစီကသိရပါတယ်။အထမစစ်သားစုဆောင်ခံရရင်ငွေကြေးတက်နိုင်သူသာပြန်လွှတ်လို့ရှိပြီးအများစုကစစ်တင်နှံပေးခံရတယ်လို့သိရပါတယ်။နီးစပ်သူတယောက်ကတချို့တွေကြတော့ရနောင်ဘက်ကိုပို့တဲ့သတင်းတွေမှာရုပ်ပုံတွေကျွန်တော်တို့ပြန်လေ့လာတော့ကျွန်တော်တို့နဲ့အတူတူနေခဲ့တဲ့မြမပြည်သားတွေပါတဲ့ အဲ့လိုပါလာတာရှိတယ်ဒါရီကစစ်အုပ်စုလက်ထဲထည့်လိုက်တော့စစ်အုပ်စုကပဲအခုလက်ရှိအနေအထားမှာထိုင်းကလည်းတအားဖမ်းနေတယ်ဆိုတော့ကျွန်တော်ထင်တာစစ်အုပ်စုဖိအားပေးပြီးတော့ဖမ်းပြီးတော့ပြန်ပြန်ပို့ခိုင်းနေတာလားစစ်အုပ်စုလက်ထဲပြန်ပြန်အပ်နေတာလားဆိုတာကိုတန်တရားတော့ဝင်နေတယ်ဒီလိုမျိုးဖမ်းမိသူတွေကိုစစ်အုပ်စုလက်ထဲပြန်အပ်တယ်ဆိုရင်အနေရရှိတယ်ဆိုတာကိုထိုင်းနိုင်ငံကအာဏာပိုင်တွေကိုသိစေချင်တယ်လို့ပြောပါတယ် စက်တင်ဘာ23ရက်ကလည်းရနောင်းအချုပ်ထောင်ကနေလွရက်စီတဲ့မြန်မာနိုင်ငံသားစုစုပေါင်း145ယောက်ကိုကော်တောင်းကနေမြန်မာဘက်အချမ်းလွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးကထုတ်ပြန်ပါတယ်။ထိုင်းကဖမ်းဆီးပြစ်ဒဏ်ကြခံပြီးနေရက်ပြန်ပို့သူတွေနဲ့အသက်ရွယ်လိုက်စစ်မှုထမ်းအကျုံးဝင်တဲ့သူတွေကိုစစ်တပ်ကစုဆောင်းပြီးတတတစ်လေ့ကျင့်ရေးကျောင်းတွေကိုပို့ဆောင်တယ်လို့နှိဆက်သူတွေကပြောပါတယ်။